င်လာပါဒီနေ့ကျမတို့အတူတူလေ့လာကြည့်ဖို့ရွေးထားတဲ့အကြောင်းအရာကတော့လေမြန်မာနိုင်ငံမှာတော်တော်လေးရေပန်းစားတဲ့အထူးသဖြင့်အမြင့်မိတ်မှာဆိုတောက်ရပါဝပါတလို့ပဲအဲ့ဒါကတော့ဆေးဘဲဥပေါ့တချို့ကတော့ဖီဒယ်လို့လည်းခေါ်ကြတယ်ဟုတ်ကဲ့မှန်ပါတယ်อืมဒီစားစာကတော့ဟိုမြန်မာအယိုးရစားစာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လူကြိုက်များတယ်တို့ဒီဆေးဘဲဥကဘကလာတာလဲဘလို့တွေလောက်ကြတယ်လဲပြတော့အထူးတတိပြုရမယ်အချက်တီဆိုတော့ကိုဒီကျမတို့ကြည့်နေတဲ့အချက်အလက်တီကဘာပြောထားလဲကြည့်ကြရအောင် ဟုတ်ကဲ့ကဲပထမဆုံးအနေနဲ့ဒီဆေးဘဲဥရဲ့အရင်ခံဖို့ဘကဆက်တယ်လဲဆိုတာလीဟုတ်ပါတယ်ဒီဆေးဘဲဥရဲ့မူလစိတ်ညစ်ကတော့အဓိကကတရုတ်နိုင်ငံကပါပဲသူ့ရဲ့ရွေးရနေလအစစ်တိုင်းဆင်လို့လीဘဲဥတွေကိုယွန်းစေးစားထုံးပြာအင်းပြီးတော့သမင်းပြော်ဒါမှမဟုတ်ဖွေနုအဲ့လိုအစရှိတာတွေရောနေထားရတဲ့အလွာနဲ့ဖုံးအုပ်ပြီးတော့အချိန်တတော်ကြာ လာပေါင်းများစွာ တထုဆိုနှစ်ချီပြီးတော့တောင်းနှစ်ထားတာမျိုးပါ လာပေါင်းများစွာဆိုတာတော်တော်ကြာတာပဲနော်ဟုတ်ကဲ့ကြာပါတယ်အဲ့ဒီလောက်အကြာကြီးနှက်ထားတဲ့အခါကျတော့အဲ့ဒီဘဲဦးမှာဘလိုမျိုးထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်လို့ဒီအချက်လက်တွေကဖော်ပြထားလဲရှင့်အဲအဲ့မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာဘို့လေအဲ့လိုနှက်ထားခြင်းကြာလာတာနဲ့အမြဘို့လေဘဲဦးရဲ့အသွင်းသဏ္ဍာန်ရောအရာသာရော အကုန်ပြောင်းသွားတာဘဲဦးအကာဆေးအညူရောင်ဒါမှမဟုတ်အနက်ရောင်ပရင်လိုမျိုးဂျေးလီလိုဖြစ်သွားတယ် ။အော်ဟုတ်ကဲ့။အနစ်ကကြတော့အဲစိညူရောင်ကနေမိခိုးညူရောင်အဲ့လိုပြောင်းသွားပြီးတော့ cream လို အပြည့်နေထားမျိုးဖြစ်သွားတတ်တယ်။အနက်မှာလည်းတိတိတသာပြောင်းလဲမှုရှိတယ်။နည်းနည်းလေးပြင်းတဲ့ gant sulfur နဲ့ ammonia ammonia နဲ့မျိုးပေါ့။အင်းတချို့ကတော့ကျင်ငယ်နန့်လို့ပြောကြတာမျိုးနော်။ဟုတ်ကဲ့။အဲ့လိုအနက်မျိုးထွက်လာပါတယ်။သူ့ရဲ့တဘာဝကိုယ်တိုင်းကလည်းအပြောင်းလဲကြီးဖြစ်သွားတာ။ pH tempo ဆို6ကနေစနစ်လောက်အထိတက်သွားပြီးတော့ပြင်းတဲ့ alkaline alkaline တဘာဝဖြစ်သွားတယ်။ဒါကရိုးရာနည်းရဲ့ဖြစ်စဉ်ပေါ့လေ။ဟုတ်ကဲ့။အဲ့လိုတဘာဝအတိုင်းလက်နဲ့ချီဆုံရတဲ့ရိုးရာနည်းကနေဒီဘက်ခစ်ဈေးဝက်လိုအပ်ချက်အရပြောင်းလဲလာတဲ့အ мян ထုတ်လုပ်နေတယ်ရှိလာတယ်ဆိုပြီးတော့လေဒီအချက်လက်တွေကစုပြန်ရောဒါကတော်တော်လေးအံ့ဩစိတ်ဆေးရဖြစ်လာပြီ။ဘလုံးကြီးတွေတုံးလာတာလေ။ဟုတ်ပါတယ်။အဲ့ဒီအချက်ကအရေးကြီးလာတာပေါ့။ ရေးမီဒီယာဆိုရင်ဈေးကွက်မှာဝယ်လို့အများလာတော့အချိန်တော်အတွင်းမှာအများကြီးထုတ်နိုင်ဖို့ဓာတု PC တွေတုံးလာကြတယ်ဆိုတော့ကိုမိမောင်းထိုးပြထားတယ်ဟုတ်ကဲ့ဓာတု PC ဆိုတော့အထူးသဖြင့် calcium hydroxide နဲ့ sodium carbonate လို့ဓာတု PC တွေပေါ့အဲ့ဒီပျော်ရည်လေးမှာဘေးဥကို10ရက်လောက်ဒါမှမဟုတ်ရက်ပိုင်းလောက်ပဲစိန်ထားလိုက်ုံနဲ့ဟိုရွေးရနီးရဲ့အတိုင်းလနဲ့ချီနှတ်ထားတယ်လို့အယောင်အသွင်ပြင် အရတာမျိုးနေပါရလောင်ကိုဖန်တီးနိုင်တယ်လို့ဖော်ပြထားတယ် ဟဲ့ရပိုင်းလေးနဲ့ရိုးရာရတာနှိပါရရတယ်ဆိုတော့အဲ့ဩစရာပဲ။ဒါပေမဲ့ဒီလိုဓာတုပိတာနှီးသွင်းပြီးအချင်းကိုအများကြီးခြုံလိုက်တော့ဘေးထွက်ဆိုးကျူးအနီနဲ့ရောဘာဒီကိုတရိထားဖို့လိုလဲလို့ဆိုထားသေးလေရှင်။အင်းဒီအချက်ကိုတော့ပို့ပြီးကြဲကြဲပြန့်ပြန့်ကြည့်ဖို့လိုလာပြီ။ရင်းမြစ်ချက်လက်တီမှာအဓိကထောက်ပြထားတဲ့စိုးရင်မူကတော့ဒီလိုဓာတုနှင်းလန်ထုံးပြီးအမြန်ထုံးလုပ်တဲ့ဆေးဘေးကိုတချို့မှာပေါ့လေ။ခဲတဲ့ lead ပါဝင်မှု မြန်မာနေနိုင်တာပါပဲ။ခဲတဲ့။အော်ဟုတ်တယ်။ အထူးသဖြင့်ထုလုပ်မှုအဆင့်ဆင့်ကိုပုံမြန်အောင်လို့တရားမဝင်ခဲရက်ပေါင်းနေ lead compound ဇီကိုတချို့ကတုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ဆိုပါတယ်ဒီခဲရက်ကလူခဏကိုအတအစိတ်အတောက်ခဲ့တယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အစားအစာနဲ့တဆင့်ခဲရက်တွေပုံမှန်စားသုံးနေရင် ခဲစိတ်တင်ချင် lead poisoning ဖြစ်နိုင်တယ်ပြီးတော့ကြားမာရီကိုဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်အသက်ရှည်ဖို့အခွင့်အလမ်းတွေနှီးဝါနိုင်တယ်ဆိုတဲ့အချက်ကိုအလေးပေးဖော်ပြထားတာတွေ့ရတယ်อืม ဒါပေမဲ့ဒီအန်ဒီရဲကယူရနီလာနဲ့တည်တည်ချာချာနှက်ထားတာညူနဲ့တော့တတ်ရဲမဆိုင်ဘူးပေါ့အဓိကကတော့အမြန်ထုတ်လို့ဖို့ဓာတု PC အထူးတတိအဲ့ဒီခဲတဲ့ပေါင်းဒီတုံးထားတဲ့နီလာနေနဲ့ပတ်သက်ဆန်ညွန်နေတယ်လို့ဆိုလိုချင်တာပေါ့ဒါဆိုရင် ကျမတို့နားလေလိုက်ရတာကယိုယာနီးနဲ့လောက်ကဲဆေးဘဲအုပ်ရဲ့ဓာတုဝဲရအသွန်ပြီးအမြန်ထုတ်ထားတဲ့ဆေးဘဲအုပ်ရဲ့ကြားမှာဟိုထုတ်လို့ချင်းရောပါဝင်ပစ္စည်းရောပြီးတော့ဖြစ်လာနိုင်တဲ့ကျမ်းမာရေးဆိုင်ရာအနေအထားတွေမှာတော့ တိတိတသာကွာခြားချက်တွေရှိနေနိုင်တယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်အတိအကျပါပဲအဓိကကွာခြားချက်ကအဲ့ဒါပါပဲရိုးရာနီးကတော့အချိန်ရန်အရန်ကြာတယ်ဒါပေမဲ့သူ့တဘာဝအတိုင်းပြောင်းလဲသွားတဲ့ဖြစ်စဉ်အ мян ထိုးလို့နီးကြတော့အချိန်ကုန်တက်တာလေဟုတ်တယ်ဒါပေမဲ့အသုံးပြုတဲ့ဓာတုပစ္စည်းတွေအထူးသဖြင့်စီကံတကြမဟုတ်ပဲထဲ့သွင်းနိုင်တဲ့ဟိုခဲတယ်လို့အရာတွေကြောင့်ကြားမှရေးစိုးရင်စရာတွေဖြစ်လာနိုင်ချေရှိတယ်ဆိုတာကိုဒီအရင်မြစ်တွေကထောက်ပြနေတာပါ ဟုတ်ကဲ့ ဒီအချက်လက်တီအားလုံးကိုခြုံငုံပြပြန်ကြည့်လိုက်တဲ့အခါကျတော့စားသုံးသူတွေတွေ့ရောထုတ်လုပ်သူတွေတွေ့ရောပေါ့ဘလို့အတွေးတွေဆက်ပြီးပွားစရာရှိနိုင်အောင်မလဲရှင်အာထုတ်လုပ်တယ်နေရမှာပေါ့လေရိုးရာယဉ်ကျေးမှုနီလန်းနေရဲ့နောက်တူတက်များပြလာတဲ့ဈေးကွက်ဝဲလိုအားရဲ့ပြီးတော့စားသုံးသူရဲ့ဘေးကင်းလုံခြုံရေးဆိုတဲ့အချက်တွေကြောင်းမှာဟန်ချက်ကိုဘလို့ရှာဖွေမလဲဘလို့ထိန်းကြည့်ကြမလဲဆိုတာပါပဲဟုတ်ကဲ့ဟန်ချက်ညီဖို့လိုတာမို့နော်ဟုတ်တယ်အထူးသဖြင့်ဒီဆေဘဥကိစ္စလိုမျိုးမှာပေါ့ အချင်းကုံတက်တာပြီးအမြန်အစွန်းမြန်မြန်ရဖို့လုပ်တယ်အမြန်ထွက်လုံနေတချို့ကအခုနပြောတဲ့ခဲစိတ်တင့်ချင်းလိုမျိုးဂျမားရဲ့အန်တီတွေပါလာနိုင်တယ်ဆိုရင်စားတုံးဒူဒီဘက်ကကိုစားတုံးနဲ့အစားအစာရဲ့နောက်ွယ်ကပြုတ်လုပုံအချောင်းဘလောက်အထိတတိထားစုံစမ်းတင့်တယ်လဲအရေးတွေးနေဘေးကင်းမှုကိုဘလို့အားမခံချက်မျိုးတောင်းဆိုနိုင်မလဲဆိုတာတွေကစစ်ပြီးတော့ဆွေးနွေးဖို့စဉ်းစားဖို့လွယ်တဲ့အချက်တွေဖြစ်လာပါတယ်ခင်ဗျာ ဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะအထောက်အထူတွေအတွက်စဉ်းစားစရာတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်